ာရှီယံအစည်းအဝေးမစခင်မှာလူရုပ်မှာကဘာပတ်ပြီးရုပ်မှာနေတဲ့တရုတ်တွေအမေရိကန်မှာလည်းအဖန်ခံရတယ်မနေ့ကပဲအဖန်ခံရတဲ့တရုတ်ကြောင်းဆိုတော်တော်ထူးဆန်းတယ်အခုတရုတ်ကတော့အမေရိကန်နိုင်ငံနဲ့အပြင်ကဘာလူကြီးတန်း900လောက်ကိုတည်စီနိုင်တဲ့ဖက်တမင်းထုတ်လုပ်တဲ့အရေးတွေအဖက်တမင်းလုပ်တဲ့ဓာတုပစ္စည်းတွေကိုမက္ကဆီကိုပို့ခဲ့တယ်မက္ကဆီကိုကိုပို့ခဲ့တဲ့ အမှုမတိုင်ငယ်အမေရိကန်ကိုလည်းအဲ့လိုပါဆယ်နဲ့ချီကာဂိုအိုဟဲအေယာပေါ့ကနေတွင်းခဲ့တာအဲ့လိုပေါ်တင်မဲ့တွင်းတာနော်အဲ့လိုဟုတ်ပြီအဲ့လိုပေါ်တင်တွင်းလာတဲ့ကောင်က2022ခုနှစ်မှာဖန်ခံရတဲ့ထွက်ပြေးတယ်ထွက်ပြေးပြီးတော့မက္ကဆီကိုရောက်တယ်မက္ကဆီကိုမှာအမေရိကန်အစိုးရရဲ့ဒီပူးပေါင်းဆောင်ရွက်မှုနဲ့မက္ကဆီကိုအစိုးရဖမ်းတယ်အဲ့ဒီကနေတခါထွက်ပြေးတယ်အဲ့ဒီကနေကျူဘာကိုပြေးတာ ကျူဘားကနေတခါအခုပြောအမေရိကန်အခုပြန်ပို့လိုက်တယ်ဒီသတင်းကိုခနေ့အမေရိကန်တမရာကြီးဒေါ်နယ်ထရန့်ဒီမီတင်ကိုမသွားမတက်ခင်အာဆီယံမီတင်ကိုသွားမတက်ခင်မှာဖြစ်နေတာနောက်တစ်ခုကတော့ဝေါ်မတ်မှာတကဘာလုံးတရုတ်တွေဘလောက်လိန်တယ်လဲဆိုတာကိုကျွန်တော်ပြောပြမယ်အရန်ကြောက်ဖို့ကောင်းတယ်ကျွန်တော်တော့အရန်လန့်သွားတယ်ဒါဒီနေ့ဖြစ်တဲ့ပြဿနာဘလို့ဖြစ်လဲဆိုတော့ဝေါ်မတ်မှာရှိတဲ့ gift card တွေကို ကတ်အဲ့ချိတ်ထားတဲ့ကတ်ဒီအများကြီးကိုအဲ့တရုတ်ကဒီကောင်ကယူလိုက်ပြီးတော့ तू ကအဲ့ဒီ gig cap ဆို apple gig cap တို့ပေါ့ဗျာအမျိုးမျိုးပေါ့ amazon gig cap တို့အဲ့လိုရှိတယ်အမေရိကန်မှာဒေါ်လာ25ဒေါ်လာ100 200 300 500 1000တိရှိတယ်အဲ့လို gig cap တွေကိုဒီကောင်ကယူပြီးတော့ဘာလုပ်လဲဆိုအဲ့တရုတ်ကအင်တာတွေကိုအဲ့ဒီ gig cap တွေနဲ့ဝင်သွားပြီးတော့ तू က gig cap ရဲ့ဘားကုတ်တွေကိုအကုန်လုံးဓာတ်ပုံရိုက်တယ်ဓာတ်ပုံရိုက်ပြီးတော့ तू ပြန်ယူလာပြီးအဲ့ဒီမှာပြန်ချိတ်တယ် ခုနနေရာမှာသူကပြန်ချိတ်တယ်သူဂစ်ကလည်းမဝဲဘူးဒါပေမဲ့မတင်ကားလို့ရဲရစစ်လိုက်တဲ့အခါကျတော့ဒီကောင်အဲ့ဒီဘားကုတ်တွေကိုမွေရသေးခင်အစ်စ်ချိတ်ထားတဲ့ဂစ်ကဆိုတာဗျာကျွန်တော်တို့ကဝယ်လိုက်မယ်ဗျာဒေါ်လာ100တိုင်းဂစ်ကဝယ်လိုက်ရင်ကျွန်တော်တို့ကငွေရှင်းတဲ့နေရာမှာသွားလိုက်စကန်ဖတ်လိုက်ရင်အဲ့ဒီဂစ်ကရဲ့ဘားကုတ်က online ပေါ်မှာသူ့ဟာသူအလိုလိုပွင့်သွားတယ်ပွင့်သွားပြီးဒေါ်လာ100ဆိုဒေါ်လာ100တန်းဖြစ်သွားတယ်ပေါ့ဗျာဒါပေမဲ့အဲ့လိုစကန်ဖတ်ပြီးမဖွင့်ခင်မှာအဲ့ဒေါ်လာ100တော့ရေးထားတယ်ဒါပေမဲ့အဲ့ဒါကဘယ်နေရာမှာသွားဝယ်လို့မရသေးဘူး ကျွန်တော်တို့ဝေရှင်းကောင်တာမှာစကန်ဖတ်ပြီးတော့မှအဲ့စကန်နဲ့ဒီ online ကနေပြီးတော့ပွင့်လိုက်တော့မှဖွင့်လိုက်တော့မှဝတင်းဖြစ်သွားတာအဲ့ဒီကတ်ကတန်ဖိုးဝင်သွားတာအဲ့တရုတ်လုတ်ပုံက तू อ่ะအဲ့ဒီကတ်ကိုကတ်တွေအားလုံး तू อ่ะဘားကုတ်တွေ तू อ่ะဓာတ်ပုံရိုက်ယူထားတယ်အဲ့ဒီကတ်ကိုလူတယောက်ကလာဝယ်လို့ online ပေါ်မှာစကန်ဖတ်လိုက်လို့ပွင့်သွားပြီဆိုရင် तू อ่ะအဲ့ဒီဘားကုတ်တွေရထားတဲ့အတွက်အဲ့ဒီကတ်ထဲကပတ်စံကို तू อ่ะအဲ့ဒီဘားကုတ်ကို auto ဒီဘားကုတ်နဲ့ तू อ่ะဖွင့်ပြီးတော့ software တစ်ခုနဲ့ ဖွင့်တော့အပတ်ဆန်တွေအကုန်ခိုးတာအဲ့ဒီကောင်ကမက္ကဆီကိုကနေခိုးဝင်လာတဲ့တရုတ်ဗျာနော်ဒါဒါဒါသိရအမေရိကန်သတင်းသမားတွေမေးကြည့်အဲ့ဒီဒါကြီးကတော့လွန်လွန်းနေဗျာဒီကောင်ကားထဲမှာကြီးပဲအဲ့လိုဘားကုတ်တွေကိုဒီကောင်ကတယ်လီဖုန်းထဲမှာတော့မဆန့်တော့လို့ပရင်ထုတ်ထားတဲ့စာရွက်ပေါင်း600ကျော်ရှိတယ်။ကဲဒါဆိုရင်ကျွန်တော်တို့ကဗျာလက်ဆောင်ပေးခြင်းလို့ gift card တစ်ခုခုတွားဝယ်မယ်။တွားဝယ်မယ်ဆိုရင်အဲ့ဒီ gift card က ဒီကောင်ကဘားကောက်ဖတ်ထားပြီးသားကျွန်တော်တို့ကပတ်စံဝင်အောင်ဆိုတော့ကောင်တာမှာငွေရှင်းလိုက်တာနဲ့ဒီကောက်ထဲမှာအလတ်သွားပြတယ်ပြတော့အဲ့ဒီငွေကိုဒီကောင်ယူသွားတာဗျနော်ဒါအခုကျူပါကမူရစေဝါအာဒီအာလုတ်တဲ့ drug ဒီဒီလာယူတရုတ်ဒီလာယူမိတာပေါ့အမှန်တော့အဲ့ဒါတွေအားလုံးကတရုတ်ဆိုရညင်းတယ်ဗျဟုတ်တယ်ဗျညင်းတယ်ဘာကြောင့်ညင်းလဲဆိုအဲ့ဒီပစ္စည်းတွေကဗမာပြည်ကနေတဆင့်လာတာဗျနော် ဒီဒီတယောက်ပမာဒီဒီပလဲတဲ့ဆက်တဲ့အီလန်တို့ပါဆိုတကပါလုံးမူရစီဝါပို့မယ်လမ်းပြကျွန်တော်တော့အဲ့လိုနားလည်နေတာပဲအချူပြောသွားတဲ့တရင်ထဲမှာ continental criminal network လို့ပြောတာ continental criminal network ဆိုအရန်ကြီးတယ်တတိုက်နဲ့တတိုက်ကိုကူးပြီးတော့ရာဇဝတ်မှုလုပ်တာကိုပြောတာနော်အမေရိကန်မှာရှိနေတဲ့လူဥရေထက်နော်30လောက်ဖြစ်တဲ့လူရေတန်း900လောက်ကိုတေစီနိုင် လောက်တဲ့မူရစီဝါတွေကိုပို့ခဲ့တာတဲ့နော်အဲ့ဒီမူရစီဝါတွေဟာဟိုတလောကဗျာ2000နဲ့ အဲ20နဲ့အဲ2ခုနှစ်အကုန်ကန်နီးလေးမှာဒီဟိုတဲ့စစ်တပ်ကမွေးထားတဲ့ပြည်သူစစ်တွေကိုက်ခိုင်အနောက်မှာမူရစေဝါအကြီးကျယ်ချက်တယ်အခုအကြီးကျယ်ချက်နေတဲ့အဖွဲ့ကတကောင်လဲပြေးနေတယ်သူတို့က3 brother လို့ခေါ်တယ်အဲ့ဒါလဲဗမာပြည်ထဲမှာအဲ့3 brother group ကနော်ဒါအကိုဘာဖြစ်လို့မြန်မာနိုင်ငံကြီးတမားတွေအကုန်လုံးပူပေါင်းဆောင်ရွက်ပြီးဒါမြန်မာပြည်ကစစ်တပ်တွေပြည်သူစစ်တွေတိုင်းရင်းသားလက်နက်ကင်အချို့တွေမပါဘဲနဲ့ကဘာကြီးကို ဒီလိုလှုပ်လို့မရဘူးဗျအဲ့ဒါကိုကျွန်တော်တို့အကုန်လုံးဖော်ထုတ်ပြီးတော့မမှန်ကန်ကန်တတ်တတ်ရှင်းရှင်းနိုင်ငံတစ်ခုဖြစ်အောင်လုပ်ကြရင်မကောင်းဘူးလားဗျာ